အားလုံးမင်္ဂလာပါအခုတော့ကျွန်တော်တို့ဒါဒီနေ့ပြစ်သွားတဲ့ကိစ္စကအိန္ဒိယနိုင်ငံက Air India လေကြောင်းလိုင်းကကျွန်တော်တို့အခုဆိုရင်လျင်ကျွန်တော်တို့လျင်ပြလန်းချော်ပြီးတော့အားလုံးတိတ်မှန်းဖြစ်သွားတယ်လိုက်ပါလာတဲ့လူက242ယောက်ရှိတယ်လျင်မှုဝန်ထမ်းအားလုံးပေါင်းခီးတွေရောအားလုံးပေါင်း242ယောက်မှာကျွန်တော်တို့တစ်ယောက်ပဲကြံတယ်တောင်းမှကျွန်တော်အဲ့ဒီတယောက်ကတော့လောကကန်ထူးတဲ့လူသားပေါ့ဒါပေမဲ့ အခုလေရင်ကဘယ်လိုမျိုးပြည်လန်းကနေချော်တော်လဲဆိုတော့ဗီဒီယိုတွေထွက်လာတယ်ဗီဒီယိုတို့ကြည့်ကြည့်မယ်ကျွန်တော်ဗီဒီယိုတို့ကြည့်မယ်ဗျာဒါလေရင်ကွင်းကနေ CCTV မှာတန်ခါရိုက်ထားတယ်ဒါကျွန်တော်ကျွန်တော်လေရင်မိတ်ဆိုလို့မြင်တော့မသိဘူးเนาะမပြမယ်အမေချက်ပြတော့ sorry မပြမယ်เนาะအမကျွန်တော်ဒီမှာရိုက်လေရင်အဲ့လေရင် ိုက်လေအိုက်လေရင်ပါအရာကျွန်တော်တို့အရင်နိုင်ငံကနေတလင်းအတက်ပေါ့ဗျာအတက်အတက်အတက်ကနေကျွန်တော်လေးကျွန်တော်ပြန်သွားကြည့်လိုက်အပေါ်ထိမရောက်အပေါ်ထိမရောက်အပေါ်ထိမရောက်ဖယ်ပြန်ပြန်တစ်ဆင့်တစ်ဆင့်နေတော့တာကိုကျွန်တော်တွေ့ရမှာဗျာ ကြည့်မယ်ဆိုရင်ကျွန်တော်အပေါ်ချင်းမရောက်ပိုင်းနဲ့အော်တဖြည်းဖြည်းလေးနေဆင်းလာတာကိုတွေ့ရတယ်။ဒါတဖြည်းဖြည်းချင်းနေဆင်းလာတာကိုကျွန်တော်တွေ့ရမှာပေါ့နော်။ကျွန်တော်တို့မြင်လာတော့မတည်ဘူးနော်။နာမည်လေးမြန်နေမုံမုံနေရဗျာနော်ဉာဏ်တော့မကြည့်ရအဲ့ဒါချက်ပါအဲ့ဒီလေးမှာကျွန်တော်တို့မြင်တော့ပါတယ် ်အဖြစ်ဖြစ်ချင်းကျွန်တော်နေဆင်းတော့တာကိုမြင်ရမှာဖြစ်ပါတယ်ခဏနေကျွန်တော်တွေဒီချက်နေကျွန်တော်လုံးဝကိုပါကွေးရပြင်းထန်နေမိတော့ကြည့်တခုကိုကျွန်တော်မြင်တွေ့ရပါတယ်စဉ်းစားကြည့်ဒီထဲမှာဒီလိုမျိုးမိတော့ကြည့်တဲ့မှာတယောက်ထဲပဲအသက်ရှင်နေတာပါလင်းနေရတော့ဒီနေ့ပန်းချမှာတော့တော်တော်လေးလေးကျွန်တော်တို့တွေဘယ်နေရတော်တော်လေးဟိုမှာဖြစ်တယ်ဗျာ တော်တော်လေးကိုအပြက်များတယ်ဂျေယူအဲလေးချောင်းတိုင်းနဲ့အခုဆိုရင်အဲအိန္ဒိယပေါ့ကဘာကြီးကပါဖြစ်ခြင်းမှန်တော့မတည်ဘူးပေါ့ဗျာဒါတော့အိန္ဒိယအဲအိန္ဒိယလေးချောင်းတိုင်းကအသက်ရှင်ကျန်တာတော့ဗြိတိရှ်နိုင်ငံတယောက်တည်းပဲအသက်ရှင်ကျန်ရေးဒီလိုမျိုးပေါ့မိတော်ကြီးရာထဲမှာကျောင်းတက်လုံးဝအောင်ဆောင်နေတာကြီးလုံးဝအောင်ခဏတာလေးပဲဘယ်လိုအပ်ထင်မလဲ ွေးလို့လည်းမဆန့်ခင်ဆန်တော့လည်းမကွေးခင်မှာအချိန်မီကျွန်တော်တို့ဒီလောကရင်ထွက်သွားနိုင်တယ်ဒီလူတွေကဒါကျွန်တော်တို့ဒီလူတွေကခဏနေလင်းအနေသူအသာစုနေတယ်ဘယ်သူမှတည်မယ်လို့မထင်ဘူးဒါပေမဲ့တည်ခြင်းဆိုတဲ့တဘောတရားကခဏလေးတွေ့မှာပဲကျွန်တော်တို့ဒီဆုံးသွားတယ်ပေါ့ဗျာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တည် ီတော့ကြီးပောက်ွဲတော့ရတယ်လိန်ရဖြေးပြီးရင်လေးကျွန်တော်အောင်နေတဖြေးချင်းလေးအောင်နေရှင်းတော့တာဘလို့မှမတတ်နိုင်တာကြီးပေါ့ဗျာဘလို့မှမတတ်နိုင်တာအင်းအိန္ဒိယနိုင်ငံဖြစ်သွားတဲ့ဒီနေ့တည်းမှာကပ္ပာကြီးလက်ရှိကပ္ပာကတော့อืมအမျိုးမျိုးသောဒုက္ခတွေနဲ့ကြုံတွေ့နေရတယ်ပေါ့ပယ်ထာနေအဲ့ ကဲဒါတော့ကျွန်တော်ဒီနေ့ဖြစ်ပျက်ခဲ့တဲ့လင်းအဆင်အနေကိုတက်ဆက်ပေးရဖြစ်ပါတယ်အားလုံးပဲ NK patient နဲ့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့နေ့ရက်တွေကိုဖြတ်တန်းနိုင်ကြပါစေခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်